အဲ့ဒီအချက်နဲ့ပတ်သက်ပြီးတော့ဥစဉ်တို့ယုံကြည်ချက်တရားတရားအပိုင်းလေးနည်းနည်းဖြတ်ပြောတော့အဘိဓမ္မာနိယတရားတရားယုံကြည်တဲ့ယုံကြည်တဲ့တန်တရားဝတ္ထုရှိတယ်နော်နံပါတ်၄သဗ္ဗညုတ်တမ္မန္တမုဒ္ဒဘုရားရှင်အပေါ်၌ယုံကြည်ခြင်းဘာတွေကိုယုံကြည်ရမလဲလို့မေးတော့တထကရတဘောဓိဆိုပြီးဒီလိုဖွင့်ထားပါတယ်ဘုရားရှင်ရဲ့မမ္မာတမ္မောဓိဉာဏ်တော်မြတ်ကိုဥဒေပြီးတော့ယုံကြည်မှုရှိရတယ် ဘုရားရှင်ဘုရားမဧကံမှန်၏လို့ယုံကြည်ချက်တရားရှိဖို့လိုတယ်။အဲ့ဒီယုံကြည်ချက်တရားမရှိဘူး။ဟောဂေါရမဟာလည်းတမန်လူသားတို့ပါပဲလို့ဒီလိုယူဆလိုက်မယ်ဆိုရင်တော့သဗ္ဗညုတဉာဏ်ကိုအထင်သေးတဲ့အတိတ်ကိုဖြစ်မသွားဘူးလား။ဖြစ်သွားပြီ။ဒါယုံကြည်ချက်ပြတ်သွားပြီ။ပြတ်သွားပြီနဲ့ဒီပိုင်းတည်းထဲဒီပုဂ္ဂိုလ်ဒီတဏ္ဍကုံတည်သေးလား။မတည်တော့ဘူး။ မညာဘုံညာနိဗ္ဗာန်ပရိယလို့ခေါ်ဆိုအပ်တဲ့ခေရန်ထင်ပေါ်တရားတော်မြတ်အပေါ်နဲ့ယုံကြည်ချက်မရှိပြတ်သွားတယ်နိဗ္ဗာန်ဆိုတာရှိချင်မှရှိမှာပါမှန်းဆက်ပြီးပြောနေတဲ့တရားတွေနဲ့ဒီပါရဲ့ဘုရားရှင်ဟောထားတဲ့တရားတွေပရိယတရားတွေကိုလည်းမိမိကသိကြည့်တော့မယုံကြည်ဘူးဒါကပြမနာကဝါဒတိကဆင့်တဲ့တရားတိကခမျောများနဲ့ဒီပါရဲ့အဆက်ကြီးဖြစ်ဟိုလိုလိုဒီလိုလိုဖြစ်အဲဒီလိုပုံပုံမျိုးမှယုံကြည်ချက်တရားတရားရှိသေးလားမရှိဘူး မကြည့်ဘူးဆိုလို့ရှိရင်သူ့မှာတရဏဂုံတည်ဗလားမတည်ဘူးတငန်းဝှက်ချင်းလဲဝှက်ပါဆိုဒီပုဂ္ဂိုလ်အလကားပဲတရဏဂုံတော့မတည်တဲ့ပုဂ္ဂိုလ်ပဲနော်နောက်တစ်ခုကတော့တန်ခါယရဏအရိယတန်ခါတော်တို့ရဲ့ဂုံနေနဲ့ပတ်သက်လို့ယုံကြည်ချက်မရှိဘူးအရိယတန်ခါနေသင်္ချာရှိတယ်ဆိုတာလက်မခံနိုင်ဘူးအဲဒုသဖြင့်ဒီလိုလက်မခံနိုင်တာကနိဗ္ဗာန်ကိုကိုယ်တိုင်မမြင်ဘူးဆိုလို့ရှိရင်တော့ဒီလိုယုံကြည်ချက်တွေကနည်းနည်းလှုပ်ရှားနိုင်တဲ့သဘောတော့ရှိပါတယ် အသင်္ကရတအငိမ့်တာနိဗ္ဗာန်ကိုမိမိကိုယ်တိုင်မြင်ထားပြီးတဲ့ပရောကောင်းအဖို့ကတော့ဒီယုံကြည်ချက်တွေခံရသွားပြီနော်နောက်တစ်ခုသီလကျင့်စဉ်နဲ့ယုံကြည်ချက်မရှိဘူးကိုကျင့်သီလပြည့်စုံခြင်းဒီဟုသောအကြောင်းကြောင့်မကောင်းတဲ့ဘုံဘဝရောက်မယ်ဆိုတာလည်းလက်သိပြီးလက်မခံရင်ဘူးကိုကျင့်သီလရင်ပြည့်စုံနေတဲ့အတွက်ကြောင့်မဖို့နိဗ္ဗာန်ကိုတားနိုင်တယ်ဆိုတာကိုလက်သိပြီးတော့လက်ခံနိုင်လို့ဆိုတာမရှိဘူးဒီတော့တရားအထုံရင်သီလမြင်နေဖို့မလိုပါဘူးစိတ်ကို ိတ်တိမ်ခံနိုင်ရင်ပြီးတော့ပဲစက်ကြည့်ဒီပုံစံမျိုးလေးဖြစ်လာနော်နောက်တစ်ခုကတော့တမာရီပိုင်းနဲ့ပတ်တယ်လို့တမာရီပြည့်စုံအပေါ်မှာလည်းယုံကြည်ချက်မရှိဘူးတမာရီမထူတော်လဲမဲ့ခွန်နိဗ္ဗာန်ကရနေတယ်ဘာဖြစ်လို့ဒီတမာရီကထူတော်နေရမလဲဟောဖြစ်လာပြီနော်တမာရီစက္ကန့်လုပ်ငန်းခွင်နဲ့ပတ်တယ်ယုံကြည်ချက်ဒီအာနိဒီဘုရားရှင်ကမဂ္ဂင်၈ပါးဟောထားတာဖြစ်တော့မဂ္ဂင်၈ပါးထဲမှာတမာတမာရီဆိုတဲ့မဂ္ဂင်တစ်ခုလည်းထည့်ဟောထားပြီးဖြစ်တော့ဘာကောတမာတမာရီခေါ်ဆိုရဲဆိုတာလည်းဘုရားရှင်ကိုယ်တော်ရင်က မာရိပရဏလုတ်တမအတိအကျရှင်းထားရှင်းထားလိုက်တဲ့အခါကျတော့ဒီသမာဓိကိုထူထောင်ဖို့မလိုဘူးလို့ပြောလိုက်ခြင်းနဲ့ဒီပင်ရဲ့ထဲသမာဓိသိက္ခာသမာဓိပြည့်စုံအပေါ်နဲ့ယုံကြည်ချက်တရားတွေရောက်ပြည့်ပြီးမတော်ဘူးလားဟုတ်ပြီဒါတရားရှိသေးလားမရှိဘူးပညာပြည့်စုံဘုရားကပညာပြည့်စုံလို့သတ်မှတ်ထားတာကဒုက္ခသစ္စာတိတဲ့ဉာဏ်သမုဒိယသစ္စာတိတဲ့ဉာဏ်និရောဓသစ္စာတိတဲ့ဉာဏ်မကသစ္စာတိတဲ့ဉာဏ်ဒီဉာဏ်တွေကပညာသမာဓိဖြစ်ဆိုပြီးသတ်မှတ်ချက်ပေးထား ေးထလိုက်တဲ့အချိန်ကကြတော့ဘယ်လိုသစ္စာတမာတိတိလို့ခေါ်ပါလဲဒီရဒီနာကိုရှုလို့မရဘူးဒီခန္ဓာငါးပါးဒီဒုက္ခသစ္စာတရားတွေကိုရှုလို့မရဘူးရှုဖို့မလိုဘူးဆိုတော့ပညာသိက္ခာပညာကျင့်ခြင်းအပေါ်နဲ့ယုံကြည်ချက်တရားတရားရှိသေးလားမရှိမရှိသေးတဲ့ဒီမှာနေတဲ့ထိုပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဒီတရဏဂုံဒီအလိုလိုပြည့်စုံမသွားဘူးလားဖြစ်ပြီးသွားတယ်မပြောပါတော့တဲ့အကြောင်းလေးလို့သွားပြီးအထင်သေးနေလို့မရှိဘူးနော် ဘုရားကဒီပညာကျင့်ခြင်းအရာသိရမယ့်ယုတ်ဒီနန်းဒီဟောထားပါဖြင့်ဒီယုတ်နံကိုတာဝကရိရှုလို့ဘယ်လို့မှမရနိုင်ပါဘူးတပ်ပြီးတော့တမန်တော်ဗုဒ္ဓပြည့်ရှင်လို့ရအရာသာဖြစ်ပါတယ်လို့တော့ပြီးတလွဲတက်ချောယူဆလိုက်တာနဲ့ဒီပင်နေတဲ့မိမိရဲ့တဏ္ဏဂုံဒီအလိုလိုပြည့်စုံမသွားဘူးလားပြည့်စုံသွားပြီနော်နောက်တစ်ခုပညာကျင့်ခြင်းနဲ့မှသမုဒ္ဒရာသစ္စာကိုသိတယ်ညာကျောင်းကျွန်းစေပရိစ္ဆသမုပ္ပါသဘောတရားတွေကိုသမုဒ္ဒရာသစ္စာလို့ပြန်ကအခွက်ထားတော့ဒီကြောင့်ဒုက္ခပြိဿသမုပ္ပါသဘောတရားရှုွက်ကလည်း အတိအနာဂတ်နဲ့ကျင်းပြီးတော့ဘယ်လိုမှရှုလို့မရနိုင်မရနိုင်တဲ့အခါကျတော့ဒီဝိပဿနာဉာဏ်ရဲ့စွန့်အင်ကအတိအနာကရှုလို့ဘယ်လိုမှမရပါဘူးဆိုတော့ဒီကြောင့်ဒုစရပြိစ္ဆာဓမ္မပါသဘောတရားကိုလည်းရှုလို့မရပါဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်ဖြစ်သွားလိုက်တဲ့အချိန်ကကျတော့ဒီကြောင့်ဒုစရပြိစ္ဆာဓမ္မပါသဘောတရားလို့ခေါ်ဆိုအပ်တဲ့သဘောတရားတစ္ဆာကိုထွန်းဖောက်ပြီးတဲ့ပညာကျင့်စဉ်စခန်းမှလည်းတန်မြတ်ရှိသွားပြီယုံကြည်ချက်ရှိသေးလားမရှိတော့ဘူးဗရဏဂုံပြတ်မသွားဘူးလားဖြစ်သွားတယ်နော်စိတ်အေးကြီးတယ် နိရတ္တသစ္စာမကသစ္စာတွေအပေါ်၌အကျဉ်းများတန်ပြန်ရှိကြမယ်ဆိုရင်တော့ပို့ပြီးတော့ဆိုးသွားပြီနော်ဒါယုံကြည်ခြင်းပညာကျင့်ခြင်းသီလကျင့်ခြင်းသီလတိတ်ခာတမာနိကျင့်ခြင်းတမာနိတိတ်ခာပညာကျင့်ခြင်းပညာတိတ်ခာခေါ်တဲ့တိတ်ခာတုံးရအကျဉ်းများအပေါ်၌တန်ပြန်ရှိဖို့နောက်တစ်ခုကတော့ကြောင်းကျိုးဆက်ပိဿသမုပ္ပါသဘောတရားတွေအပေါ်၌တန်ပြန်ရှိကံကံရဲ့အကျိုးပဲနော် အတိတ်ကပြုစုပြုထောင်းခဲ့တဲ့အဝိဇ္ဇာတနာဥပါဒံသင်္ခါရကံဆိုတဲ့အကြောင်းတရားတွေကြောင့်ပြုစုဘာမဝိညာဉ်နဲ့ရောတရဏဖတ်တာဝိနာခေါ်တဲ့အကျိုးတရားတွေသင်္ချာဖြစ်တယ်။ပြုစုဘာမထပ်မြင်ပြုစုပြုထောင်းနေတဲ့အဝိဇ္ဇာတနာဥပါဒံသင်္ခါရကံဆိုတဲ့အကြောင်းတရားတွေကြောင့်နောင်နာကမှဝိညာဉ်နဲ့ရောတရဏဖတ်တာဝိနာခေါ်တဲ့အကျိုးတရားတွေသင်္ချာဖြစ်တယ်။ဒီဘိုင်းနဲ့ပတ်သက်တဲ့တန်တရားတွေရှိနေတယ်။ဒီကံကံရဲ့အကျိုးကိုလက်မဲ့သိပြီးတော့လက်မခံဘူး။ယုံကြည်ကြတဲ့တရားမရှိဘူးမရှိရင်ဒီပုဂ္ဂိုလ်ရဲ့အတန်တမှဒီတဏ္ဍာကုန်ဒီအလိုလိုပြည့်စုံမတော်ဘူးလားပြည့်စုံသွားပြီနောက်တစ်ခု မန္တရာရဲ့ရှေ့ဆုံးလို့ခေါ်ဆိုရတဲ့အတိတ်ခန္ဓာ၅ပါးမန္တရာရဲ့နောက်ဆုံးလို့ခေါ်ဆိုရတဲ့အနာဂတ်ခန္ဓာ၅ပါးမန္တရာရဲ့ရှေ့နောက်အဆုံးလို့ခေါ်ဆိုရတဲ့အတိတ်နာဂတ်ခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးဒီအပေါ်နဲ့လည်းတန်မြတ်ရှိနေပြန်နေဒီလိုဆိုတော့သူ့မှာတရားတရားနဲ့ဒါယုံကြည်တဲ့ယုံကြည်တဲ့တတိယဝတ္ထုဖြစ်ခန္ဓာပဲအဲ့ဒီဖြစ်ခန္ဓာတော့အပေါ်နဲ့ယုံကြည်တဲ့တရားတရားမရှိဘူးမရှိလို့ချင်းအဲ့ဒီပုဂ္ဂိုလ်ရဲ့တန်တမဥပဒကအဖြစ်ကပြည့်စုံသွားပြီဥပဒကအဖြစ်ကပြည့်စုံတဲ့ပုဂ္ဂိုလ်ရဲ့တန်တမတဏ္ဍကုံလည်းပြတ်မသွားဘူးလား ဖြစ်သွားပြီဒါကြောင့်မယုံကြည်တာဘာမှမဖြစ်ဘူးဒီလိုတော့မယူဆနဲ့နော်နော်နောက်တစ်ခုဒုတိယကိုကျင်းသီလတွေပြည့်စုံပြီဆိုလို့ရှိရင်ဒီတရဏဂုံတွေအလိုလိုပြည့်စုံသွားတယ်နောက်တစ်ခုကောတုဟလမင်္ဂလိကလောကီမင်္ဂလာကိုလိလလိုက်စားမှုများတယ်နော်လောကီမင်္ဂလာကိုလိလလိုက်စားမှုများပြီးတော့မင်းလောကီမင်္ဂလာကိုသာယုံကြည်တဲ့ကံကံရဲ့အကျိုးကိုမယုံကြည်ဘူး လောကီမင်္ဂလာကောတာလိလလိုက်စားမှုများပြားပြီးတော့ကံကံရဲ့အကျိုးကိုမယုံကြည်တဲ့ပုဂ္ဂိုလ်အဲဒီပုဂ္ဂိုလ်ရဲ့မန္တန်မှလဲဒီသရဏဂုံဒီအလိုလိုရရှိသွားတယ်ဥပဒကအဖြစ်ကလည်းရရှိသွားတယ်ဒီတော့ဒီလောကီမင်္ဂလာတွေကိုလိလလိုက်စားမှုများပြားတဲ့နယ်ပတ်သက်တဲ့အခုချိန်မှာပို့ပြီးတော့အကောင်းလာတယ်ယရိယာတည်းရဲ့တသင်းတွေကလည်းသိပြီးတော့ညာအဲဒီတော့ဒီအပိုင်းကိုအရင်နည်းနည်းလေးဖတ်ပြီးတော့ပြောရည်ရထားပါဒီနေ့ဗန်းနေလဲ ်အဒီနေ့ခီးမသွားနဲ့လေဒီနေ့ရဲရစားမဟုတ်ဘူးဒီနေ့ပြတ်တမ်းနေဖြစ်နေတာဟုတ်လောကီမင်္ဂလာကိုလိမ့်လာလိုက်စားမှုမဟုတ်ဘူးလားဟုတ်တယ်ဒီတော့ဒီနေရာလေးမှာလောကီမင်္ဂလာနဲ့လောကုတ္တရာဘုရားရှင်ဟောထားတဲ့မင်္ဂလာဒီနှစ်ခုခွဲခြားပြီးသိနိုင်အောင်ဦးဇင်းပုဗ္ဗန္နသုတ်တံမှာလာတဲ့ဘုရားဟောဒေသနာဂါထာလေးတစ်ခုကိုနည်းနည်းလေးပြပြမယ်နားကြည့်ပေါ့နော်သူနဲ့ခန္တန်သူမင်္ဂလံသုဘဘာတံသူဟောတိတံဒုက္ခနောသူမောတောသတိဣဌံပြမ္မအစာရိတု ပတ္တိနကကမ္မဝါစာကမ္မပတ္တိနပတ္တိနမနောကမ္မပဏိတိတေပတ္တိနပုဗ္ဗန္တသုတ်တံဘုရားဟောထားတဲ့ဂါထာလေးပဲနော်ယတမေဒီဝတိအကျင့်တင်ထတရားသုံးပါးကောင်းသောသုခရိတဓမ္မေကိုဖြင့်ကောင်းသောအကျင့်ကိုကျင့်ခြင်းကာယသုခရိတရားနှုတ်ဖြင့်ကောင်းသောစကားကိုပြောဆိုခြင်းဝစီသုခရိတရားသိဖြင့်ကောင်းသောအကျံကိုကျင့်ခြင်းမနောသုခရိတရားဤဟုသောသုခရိတရားသုံးပါးတို့ကိုပြိပူရင်တည်ခြင်းကြကုန်၏ ။သောဒီဝတ္တထောသူခရိုင်တရားတော်ကိုဖြစ်ကြာဖြစ်သောဤအခါသည်ဒုနခတံလက်ခအပေါင်းမကောင်းမရှိအကောင်းစိတ်သာဖြစ်ပါ၏။တို့မင်္ဂလာမကောင်းအမင်္ဂလာပဲခံမရှိကောင်းရသော မင်္ဂလာအတိတာဖြစ်ပါ၏။သုဘပါဒအပြင်းချင်းချင်းကောင်းရသောမုဒ္ဒောမူလျာချင်းဖြစ်ပါ၏။တို့ထီတန်တရားတန်ရှင်ကောင်းရသောအရာမှထာရခြင်းဖြစ်ပါ၏။ဒုက္ခနောကြုံလာဆက်ရခဏတိုင်းမှအကောင်းကြီးတာဖြစ်ပါ၏။ သူမဟုတ်တော့ကျုံလာဆရာမို့တိုင်မှာအကောင်းကြီးသာဖြစ်ပါပေ၏။တသမိဒီဝတိထိုကဲ့သို့သောသူတိုင်းတရားတော်ကိုဖြစ်ကြဖြစ်သောနေ့အခါ၌မြမစာရီသူမြတ်သောအရှင်ကိုကြည်လေရှိသောပုဂ္ဂိုလ်တို့၌ရိထံလှူအပ်ပူဇော်အပ်သောအလှူဒါနကောင်းမှုကုသိုလ်မှန်သမျှသည်သူရိထံအပြည့်ချင်း၍တန်ရှင်းကောင်းမြတ်သောပူဇော်ရခြင်းဖြစ်ပါ၏။ဘုရားရှင်ရဲ့တမန်ရှိမင်္ဂလာရှိတဲ့နေ့ဒီနေ့လေ။နက္ခတ်ကောင်းတဲ့နေ့ မင်္ဂလာရှိတဲ့နက္ခအပေါင်းနဲ့ပြည်စုံတဲ့နေ့ဒီနေ့။ကာယတုစရိုက်၊ဝစီတုစရိုက်၊မနောတုစရိုက်ခေါ်တဲ့ရှင်စင်ဖြောင်းစင်းနေတဲ့တုစရိုက်တရားတွေကိုဖြစ်ကျင်တဲ့နေ့ဒီနက္ခကောင်းတဲ့နေ့ဖြစ်တဲ့မင်္ဂလာရှိတဲ့နေ့ဖြစ်တဲ့ကောင်းမြတ်သော ကောင်းမြတ်သောမိုးတော်မိုးလျာခြင်းဖြစ်တဲ့ကောင်းမြတ်သောသာယာတန်ရှင်အိယာမှကောင်းစွာထ ाया ခြင်းလည်းဖြစ်တဲ့ကောင်းတဲ့ခဏရှိတဲ့နေ့လည်းဖြစ်တဲ့ ကောင်းတဲ့မှုဟုတ်ရှိနေတဲ့နေလဲဖြစ်တယ်။အဲဒီလိုသူစိတ်တရားတွေကိုဖြစ်ခြင်းနဲ့နေမှာယမဇာတိခေါ်တဲ့မြတ်တော်အကျင့်ကိုကျင့်နေရှိတယ်တော်ကောင်းတို့မှာဒါနတစ်ခုသွားပြီးပြုကြမယ်ဆိုရင်ထိုအလိုဒါနသည် အပြည့်ကင်း၍နှံရှင်းကောင်းမြတ်တဲ့ပူဇော်ရခြင်းပဲဖြစ်တယ်။ဒီလိုဟောတာ။နောက်ပတ္တိနံကာကမ္မဝါစကမ္မပတ္တိနံပတ္တိနံမနောကမ္မပတိတိပတ္တိနံ သတမင်းဒီဝတိထိုကဲ့သို့သောသူတိုင်းတရားတို့ကိုဖြစ်ကြဖြစ်သောဤအခါ၌ကာယကမံကိုဖြစ်ပြုသောမြတ်ကာယကံမှုမှန်သောမြတ်ပြုပရတိနံတုတ္တိဘောဌာနကြီးအကြောင်းအကောင်းကြီးသာဖြစ်ပါ၏ဝါစာကမံနှုတ်ဖြင့်ပြောဆိုသောမြတ်ဝတိကံမှုမှန်သောမြတ်သည်ပရတိနံတုတ္တိဘောဌာနကြီးအကြောင်းအကောင်းကြီးသာဖြစ်ပါ၏မနောကမံသစ်ဖြင့်ပြန်ကြည့်သောမြတ်မနောကမှုမှန်သောမြတ်သည်ပရတိနံတုတ္တိဘောဌာနကြီးအကြောင်းအကောင်းကြီးသာဖြစ်ပါ၏ ဣထုကာယကံဝစီကံမနောကံတို့ကိုပရိခိနေကောင်းမြတ်သောအမှု၌ပဏိတိခါခြင်းမိပါပေ၏ဒီလိုသုဒ္ဓိတရားတွေကိုသုဒ္ဓိတရားတွေကိုဖြစ်ခြင်းနေတဲ့နေ့ပေါ့နော်ဒီလိုကာယကံစင်ကြဲမှုရှိတယ်ဝစီကံစင်ကြဲမှုရှိတယ်မနောကံစင်ကြဲမှုရှိတယ်ဒီလဒီဟုသောမြေပေါ်မှာယက်တိပိတမာတိတွေထူထောင်နေတမာတိတိဟုသောကြောက်ဖြာတဲ့၌ဉာဏ်တိဟုသောတန်လျက်ကိုမြတ်မြတ်ထက်အောင်တွေးပြီးတော့ယုတ်ဒီနန္ဒီအကြောင်းတရားအကျိုးတရားတွေကိုဟုတ်တိုင်းမှန်စွာသိအောင်ကြိုးစားတယ် အကြောင်းတရားဤလောကတယုတ်နန္ဒီကိုဒီယုတ်နန္ဒီအနိစ္စချက်ဒုက္ခချက်အနတ္တအချက်တွေကိုဟိုတိတ်မှန်စွာသိအောင်ပြုစားစသဖြင့်ဒီလိုကာယကံစင်ကြယ်မှုဝစီကံစင်ကြယ်မှုမနောကံစင်ကြယ်မှုရှိအောင်အချင်းချင်းပြင့်နေအဲဒီလိုပြင့်နေတဲ့အချင်းခါမျိုးမှာပေါ့နော်အဲဒီလိုသူစိတ်တရားတွေကိုကာယကံစင်ကြယ်မှုဝစီကံစင်ကြယ်မှုမနောကံစင်ကြယ်မှုရှိအောင်ဖြစ်ကျင်နေတဲ့နေ့မှာဘာဖြစ်လဲပြည့်လုံနေတဲ့ကာယကံမှန်သမျှဒီတို့တဲ့ကြည့်ပါချမ်းသာခြင်းအကြောင်းပါဖြစ်တယ် ပြုလုပ်နေတဲ့ဝစီကံမှန်သမျှသည်ရွတ်တဲ့ជីវံချမ်းသာခြင်းအကြောင်းသာဖြစ်တယ်။ပြုလုပ်နေတဲ့မနောကံမှန်သမျှသည်ရွတ်တဲ့ជីវံချမ်းသာခြင်းအကြောင်းသာဖြစ်တယ်။ကံကောင်းတဲ့နေ့။ဒါကစင်ကြမှုဝစီကံစင်ကြမှုမနောကံစင်ကြမှုရှိတဲ့နေ့ဒီကံကောင်းတဲ့နေ့ပဲ။အဲဒီလိုနေ့အခါမှာမိမိတို့ရဲ့စိတ်ကိုကျိုးစဉ်ဖြောက်မှဆိုကောင်းစွာထမ်းနေပြီမိတယ်။ကောင်းသောအမှုနဲ့မိမိရဲ့စိတ်ကိုကောင်းစွာဖြူးဖြူးစင်စင်ထမ်းနေပြီမိတယ်။ ီတော့မိမိတို့ကဒီနေ့ရည်ရစွာပဲဖြစ်ခြင်းဖြစ်ပါသည်။ကာယကစင်ကြမှုမရှိဘူး။ဝစီကစင်ကြမှုမရှိဘူး။မနောကစင်ကြမှုမရှိဘူး။ထိုနေ့ဒီနေခတ်ကောင်းတဲ့နေ့ဟုတ်လား။မဟုတ်ဘူး။မင်္ဂလာရှိတဲ့နေ့ဟုတ်လား။မဟုတ်ဘူး။ဘုရားအလိုတော်နော်။ဒါပေမဲ့လောကလူအပေါင်းကတော့အဲ့ဒီလောကုတ္တရာဘက်ကဘုရားရှင်တတ်မှတ်ချက်မင်္ဂလာကိုအလေးကလေးသိပြီးမပြူပဲလောကီမင်္ဂလာတွေကိုလိလလိုက်စားဖို့တက်ပြီးတော့များတယ် လောကီမင်္ဂလာတွေကိုလိလလိုက်စားမှုများပြီးတော့လောကီမင်္ဂလာကိုသာယုံကြည်တဲ့ကံကံအကျိုးကိုမယုံကြည်ဘူး